ီနေ့ကျွန်တော်တို့နည်းနည်းလေးနည်းနည်းနည်းဆွေးနွေးကြည့်ခြင်းတဲ့အကြောင်းအရာရှိပါတယ်။အဲ့ဒါကတော့ manipulation ပေါ့။လူတွေကိုတောစာလွမ်းပိုးထိန်းချုပ်ခြင်းပေါ့လေ။ Are the horn yet manipulation dark psychology to manipulate and control people ။ဆိုတဲ့စာအုပ်ကိုအခြေခံပြီးတော့ကြည့်သွားကြမှာပါ။ဟုတ်ကဲ့။စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုပါ။ဟုတ်။ဒီ manipulation ဆိုတာကိုများသောအားဖြင့်နည်းနည်းအနုတ္တဘောဆောင်မြင်ကြတာများတယ်လေမလားဒါပေမဲ့ဒီစာအုပ်ကတော့ အဲ့ဒီလိုတဖတ်တကြည်မဟုတ်ဘဲနဲ့သူ့ရဲ့ short tweet ရဲ့သဘောတဘာဝကိုတင်ပြထားတယ်လို့ဆိုရမယ်။อืมဟုတ်ပါတယ်။စာရေးသူကတော့ manipulation ကိုဘယ်လိုဖွင့်ဆိုလဲဆိုတော့လေရည်ရွယ်ချက်ရှိရှိနဲ့ပေါ့တဖတ်လူရဲ့အဖြစ်မှုဖြစ်ဖြစ်သူရဲ့အမြင်ဖြစ်ဖြစ်ကိုပြောင်းလဲအောင်စ조사တဲ့လုပ်ရက်တစ်ခုလို့သတ်မှတ်ထားတယ်။อืมရည်ရွယ်ချက်ရှိရှိပြောင်းလဲလား။ဟုတ်ကဲ့။အများစုကတော့ဟိုကိုယ့်အကျိုးစီးပွားအတွက်လုပ်တာများတာပေါ့လေ။ ဒါပေမဲ့အမြဲတမ်းကြီးဒါကမကောင်းမှုမားတယ်လို့လို့တထထချသတ်မှတ်လို့မရဘူးလို့သူကဆိုထားပါတယ်။တာမန် influence လို့ခေါ်တဲ့သောစတယောက်မှုနဲ့တော့နည်းနည်းกว่าတယ်ပေါ့။ဩ influence နဲ့กว่าတယ်။ဟုတ်ပြီးတော့ persuasion လို့ခေါ်တဲ့ဖြောင်းဖြပြောဆိုခြင်းဆိုတာကကြတော့လေဒီ manipulation လို့ဖို့အသုံးပြုတဲ့ကိရိယာ tool လို့ခုနေနဲ့တောင်ရှုမြင်နိုင်ပါတယ်တဲ့။အာဟုတ်ကဲ့ဟုတ်ကဲ့ persuasion က tool တစ်ခုပေါ့ဆိုတော့ဒီ manipulation ဆိုတာက ဘလို့နေရာမျိုးတွေမှာတွေ့ရတတ်လဲစာအုပ်ထဲမှာဥပမာလေးရောပါလားခင်ဗျအာနေရာတော်တော်များများမှာတွေ့နိုင်ပါတယ်ဥပမာပြောရင်ကြော်ညာလောကပေါ့อืมจอญญาเลยโอเคအထူးသဖြင့်အခုခေတ်စားနေတဲ့ social media ပေါ်က influencer တွေဆိုရင်လေသူတို့ရဲ့ lifestyle ကိုအားကြအောင်ပြတယ်ပြီးတော့ဒီ busy လေးတုံးကြည့်ပါလားဆိုပြီးဝယ်ချင်စိတ်ဖြစ်အောင်လုံဆော်တာမျိုးတွေပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့ဒါပြင်စည်ရည်ပြူဝါဒီမှာဆိုလဲရံဘူကိုလက်စားတာမျိုးတွေလုပ်ငန်းခွင်မှာဆိုရင်လဲရာတို့တိုးဖို့ကြိုးစားတာဒါမှမဟုတ်ကို့အဖွဲ့ကိုကိုလူချင်းတဲ့ပုံစံရောက်အောင်စီမံခန့်ခွဲတာမျိုးတွေမှာလဲတုံးကြတယ်ပေါ့ဩလုပ်ငန်းခွင်မှာရောပဲဟုတ်ကဲ့နောက်ဆုံးကိုရဲကိုရာဆက်စံကြီးတွေအိမ်တောင်ကြီးမိသားစုတငယ်ချင်းအပေါင်းအသင်းကြားထဲမှာတော့ဒီလို dynamics တွေဒါရှိနေတတ်ပါတယ်တဲ့တို့တော့ခြေပြန့်တာပဲ အဲ့တော့ဒီလိုလွမ်းမိုးဖို့ထင်ချို့ဖို့လုပ်တဲ့အခါမှာအဓိကသုံးတဲ့ကိရိယာတွေဒါမှမဟုတ်နီလန်းတွေကဘာတွေဖြစ်မလဲစာအုပ်ကပဲအချက်တွေကိုအဓိကထောက်ပြထားတယ်အဓိကကိရိယာသုံးဖို့ကသူကအလေးပေးပြောထားပါတယ်ပထမတစ်ခုကပါဝါလို့ခေါ်တဲ့အာနာပေါ့အာနာပါဝါဟုတ်ကဲ့ဒီနေရာမှာပါဝါဆိုတာကလေတခြားသူတွေသူတို့ရဲ့ပန်းတန်ရအောင်ကူညီပေးနိုင်တဲ့စွမ်းအားဒါမှမဟုတ်သူတို့မောင်မြအောင်တားဆီးနိုင်တဲ့စွမ်းအားကိုဆိုလိုတာပါအင်းဟွန်း အဲ့ဒီ power ကကိုယ့်ရဲ့အရေးချင်း competence ကြောင့်ဖြစ်နိုင်တယ်။ဒါမှမဟုတ်ယာသူအနာ positional power ကြောင့်လည်းဖြစ်နိုင်တယ်။နောက်တစ်ခုကကိုယ့်ရဲ့လုံနိုင်ကင်နိုင်စွာပေါ့တခြားသူတွေရဲ့ယုံကြည်မှု reputation ပေါ့အဲ့ဒီကနေလည်းလာနိုင်ပါတယ်တဲ့။ဆိုတော့ယာသူကြီးမှာ power ရှိတာမဟုတ်ပဲကိုယ့်ရေချင်းကြောင့်လူတွေကကိုယ့်စကားကိုနားထောင်တာကိုယ့်ပေါ်ယုံကြည်မှုရှိတာမျိုးကလည်း power တစ်မျိုးပဲပေါ့။ဟုတ်ကဲ့မှန်ပါတယ်။ ဒုတိယကိယာကကျတော့ persuasion ပါ ဖြောင်းဖြားခြင်းပေါ့ဖြောင်းဖြားခြင်းဟုတ်ကဲ့ဒါကတော့အကျိုးတင်အကြောင်းတင်စင်းပြလာတဖက်သားပေါ်ယုံကြည်လောင်တိုက်တွန်းပြောဆိုတာမျိုးပါလေဒါပဲသူကဘာပြောလဲဆိုတော့ကိုယ့်ဘက်ကအကျိုးမြတ်တစ်ခုခုရည်ရွယ်ပြီးပြောနေမှအရန်ကြီးပေါ်လွင်နေရင်ဒီနည်းလမ်းကတိတ်အလုံးမဖြစ်တတ်ဘူးတဲ့อืมလူတွေကတိတ်တော်ရင်တိတ်မရတော့ဘူးပေါ့ဟုတ်တရေအချက်လက်အသက်ပေးတာမျိုးဒါမှမဟုတ်တဖက်သားကကိုယ့်အပေါ်မှာယုံကြည်မှုအခန့်ရှိပြီးသားအခြေအနေမျိုးမှဆိုပိုပြီးတော့ချီအောင်နိုင်ပါတယ်လေ ဒါကနင်းနေပိုပွင့်လင်းတဲ့သဘောဆောင်တယ်။အဲ့ဒါဆိုရင်တတိယကိရိယာဆိုတဲ့ deception လက်ဖျားချင်းကတော့ဘလို့ကွာချောင်းသွားမလဲခင်ဗျာ deception ကတော့နင်းနေ dark side ဘက်ရောက်သွားတယ်ပြောရမှာပေါ့သူကသတင်းအချက်လက်ကိုထိန်းချုပ်တာဖုံးကွယ်တာလိုအပ်တယ်လို့ပြောင်းလဲပစ်တာမျိုးကိုဆိုလိုတာပါအာ information ကို control လုပ်တာဟုတ်ကဲ့တဖက်လူကသူတို့လုံနေရဲ့အရာကသူတို့ရဲ့အကြောတော့ပဲလို့ထင်ယုံထင်မှခစ်သွားအောင်ဖန်တီးပြီးတော့ကိုယ့်ရဲ့ပန်းနိုင်ကိုရအောင်ထွားတာမျိုးပေါ့ ဒါကတော်တော်လေးအစွမ်းထက်တဲ့ကိရိယာတစ်ခုဖြစ်နိုင်ပြီမဲ့သူ့မှာအကြီးမဟုတ်အန်တရယ်လည်းရှိတယ်။ဘာမှဖြစ်မလဲ။အဲ့ဒါကတော့ကိုလက်စားထားတာကိုတစ်ဖက်လူကရိတ်မိသွားတာအပရိခံရတာပေါ့။အဲ့လိုဖြစ်သွားရင်ယုံကြည်မှုကလုံးဝပျက်စီးသွားနိုင်ပြီးကြန်တီဆော့ဖ်ကိုအယံကိုခက်ခဲသွားနိုင်တယ်လို့ဆိုပါတယ်။ဟုတ်ကဲ့။ယုံကြည်မှုကအရေးကြီးဆုံးဆိုတော့လေဒီတော့ဒီကိရိယာတွေဖြစ်တဲ့ power persuasion deception တို့ကိုတိတိယောင်ယောင်တုံးနိုင်ဖို့အတွက် ဘလို့အခြေခံတဘိုးတရားတွေကိုနားလည်ထားဖို့လိုအပ်မလဲအဓိကအချက်နှစ်ချက်ကိုတူပါပြောထားပါတယ်တစ်ခုကကိုယ့်ရဲ့ပန်းတိုင်ဂိုးကိုကိုကိုတိုင်ရှင်းရှင်းလင်းလင်းထိဖို့လိုတယ်တဲ့อืมကိုကိုကိုတိဖို့ဟုတ်ကဲ့နောက်တစ်ခုကတဖတ်သားကိုလွမ်းမိုးကျင်တဲ့သူရဲ့ပန်းတိုင်တွေသူ့ရဲ့လိုအင်စန္ဒာတွေသူတို့ဘာကိုကြောက်တတ်တယ်ဆိုတာဒီကိုနားလည်ဖို့ကအဓိကကြပါတယ်တဲ့အဲ့လိုသူရဲ့စိတ်ကိုနားလည်မှာ ိုယ့်ရဲ့ပန်းတိုင်နဲ့ဘယ်လိုချိဆက်ပြီးတုံးချလို့ရမလဲဆိုတာကိုစဉ်းစားလို့ရမှာပေါ့တဖက်လူကိုနားလဲဖို့ပေါ့ဟုတ်ပါတယ်ဒါမဲ့အဲ့ဒီအစင်ဒီမတိုင်ခင်မှာလေစာအုပ်ကအရင်အရေးကြီးတဲ့အချက်တခုကိုအကြံပြုထားတယ်အဲ့ဒါက self analysis ပါကိုယ့်ကိုယ်ကိုအရင်ဆုံးတုံးထက်ဖို့ပေါ့ကိုယ့်ကိုယ်ကိုတုံးထက်ဖို့အဲ့ဒါကဘယ်လိုမျိုးလဲခင်ဗျအမ် ကိုယ့်ရဲ့လုပ်ရက်ဒီကိုယ့်ရဲ့စီးဆော်မှု motivation တွေကိုပဲမလိုက်ပေဓမ္မတိထန်ကြကြကံပြီးကြီးနိုင်ဖို့ကြိုးစားတာမျိုးပါကိုယ်နိုင်ကဘာကြောင့်ဒီလိုလုပ်နေတာလဲဘလို့ခံစားချက်တွေကနောက်ွယ်ကညတွန်းအားပေးနေတာလဲဆိုတော့တိတိကျကျတိမှတခြားသူယူနားလည်ဖို့အစပြုနိုင်မယ်လို့သူဆိုလိုတာပါအော်ကိုကိုအရင်တိမှ သူများကိုနားလည်နိုင်မယ်ဟုတ်ကဲ့အဲ့ဒီလိုကိုကိုကိုနားလည်ပြီးမှတခြားသူတွေကိုအကဲခတ်တဲ့ analyzing others ဘိုင်းကိုတွားရမှာပါသူတို့ပြောတဲ့စကားလုံးနေသူတို့ရဲ့အပြုမူတွေသူတို့ဘလို့တုံ့ပြန်တယ်လဲဆိုတာတွေကိုသတိထားလေ့လာရမယ်ပေါ့ဒီနေရာမှာစာအုပ်ထဲကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ suggestion တခုပေးထားသေးတယ်ဟုတ်ကဲ့ဗာမြောင်းနဲ့လူတယောက်ရဲ့ရည်ရွယ်ချက်အမှန်ကိုသိချင်ရင်ねသူတို့ရဲ့မျက်နှာအမူအရာကိုကြည့်တာထက် သူတို့ရဲ့ခြေထောက်တီကဘေဘက်ကိုဥတည်နေတယ်လဲဆိုအောင်ကြည်တာကပို့ပြီးတော့တဲလွန်းစားပေးနိုင်တယ်လို့ဆိုထားပါတယ်။ဟာခြေထောက်ကိုကြည်ရမယ်ဆိုတာကတော့တော်တော်ထူးခြားတဲ့အချက်ပဲနော်။ကဲဒီနေ့အာစာဟောင်းရဲ့စာအုပ်ကိုအခြေခံပြီးဆွေးနွေးခဲ့တာတွေကိုပြန်ပြီးချုပ်လိုက်ရရင်တော့လေဒီ manipulation ဆိုတဲ့တောစာလွမ်းမို့မှုဆိုတာကတော်တော်လေးရှုပ်ထွေးပြီးတော့အဖြူအမြဲတဲတဲကွဲကွဲခွေချားဖို့ခက်တယ်။လူမှုဆက်ဆိုင်ရတဲ့အစိပ်ပိုင်းတစ်ခုလိုဖြစ်နေတာကိုတွေ့ရတယ်ပေါ့ဟုတ်ပါတယ်ဒီလိုအခြေခံသဘောတရားတွေ တုံးတဲ့ကိရိယာတွေကိုနားလည်ထားခြင်းအားဖြင့်ကိုပဝင်းကြီးမှာကြုံတွေ့နေရတဲ့အခြေအနေတွေကိုပို့ပြီးတော့တတိပြုနီလာနိုင်မယ်လို့ထင်ပါတယ်အတိအကျပါပဲဒီလို manipulation ရဲ့နီလန်းတွေပုံစံတွေကိုသိရှိနားလည်လိုက်ခြင်းကလေကိုကိုသူများရဲ့လွမ်းမိုးမှုကနေပို့ပြီးကကွယ်နိုင်စွမ်းရှိလာစေနိုင်တယ်လို့မျိုးတခါတလေကိုကိုရန်ကတော့ဒီလိုနီလန်းတွေကိုမတိစိတ်ကနေဖြစ်ဖြစ်သုံးနေမိသလားဆိုတော့ပျံပြီးစမ်းစစ်ဖို့လေအခွင့်ရပေးလိုက်တာပေါ့อืม ကိုတိုင်လည်းတုံးမိနေနိုင်တာကိုတတိထားမိစေတာပေါ့ဟုတ်ကဲ့ဆိုတော့ဒီနေ့ဆွေးနွေးခဲ့တဲ့အသိပညာတွေကကျမတို့နေစဉ်ကြုံတွေ့နေရတဲ့လူမှုဆက်ဆံရေးတွေကိုဘယ်လိုရှုထောင့်အသိကနေပြင်ပြီးမြင်တွေ့သုံးသပ်စေနိုင်မလဲဆိုတာကတော့ဆက်ပြစဉ်းစားစရာအချက်တစ်ခုဖြစ်ပါတယ်လို့ပဲပြောချင်ပါတယ်